အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ငွေရမ်းလူနဲ့မိတ်ဆွေများငွေချမ်းပြင်းနဲ့မိတ်ဆွေများအရေးတပေါ်ငွေရည်ကြီးလူနဲ့မိတ်ဆွေများအတွက်အတော့ငွေဝင်ဈေးမဲ့ငွေဝင်လက်ပွင့်ဈေးမဲ့ခါတာလေးနဲ့မိတ်ဆွေများကိုမြောက်ပေးမှာဖြစ်ပါတယ်ဒီကရာစီနေ့ကိုလွတ်လို့ရှိရင်၃ရက်တွင်းမှာထူးခြားစွာပဲလက်လက်ပတ်တွေပွင့်လင်းပြီးငွေကြီးတွေအဆင်ပြေလာတော့တွေ့ရပါတယ်ဗျာမိတ်ဆွေများယုံကြည်စွာလွတ်လို့ရပါတယ်အရန်လွှဲပါတယ်ဗျာပထမအဆုံးကျွန်တော်တို့က ဒီပတ်စံတရွက်လုံးမယ်အဲ့ပတ်စံတရွက်ကဘယ်ကနေရမလဲဆိုတော့ကျွန်တော်တို့ပန်းတဲ့တွေပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့ပန်းတဲ့တွေဟိုမှာဈေးဝယ်လိုက်ပေါ့ဗျာဈေးတရပြန်တဲ့ပတ်စံအဲ့ပတ်စံလေးတရွက်ကိုနည်းနည်းတက်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 လန်းလန်းလေးကိုတရုတ်ကိုယူလိုက်မယ်ယူလိုက်ပြီးတော့အဲ့ပတ်စံပေါ်မှာကျွန်တော်တို့အဖေနာမည်ရေးမယ် အော်ကျွန်တော်အဖေနာမည်ကိုကိုဖေနာမည်ကိုရေးမယ်ပေါ့ဗျာမိတ်ဆွေအလုံးမအဖေရှိချင်မှာပါအဲ့တော့ကိုဖေနာမည်ကိုရေးမယ်အဖေကဆုံးမသွားလဲကိစ္စမရှိဘူးเนาะကျွန်တော်ဆိုလို့ရှိရင်10တန်းနှစ်ကလေးကအဖေဆုံးမသွားတာပါအဲ့တော့အဖေဆုံးမသွားလဲကိစ္စမရှိပါဘူးအဖေကိုဖေနာမည်ကိုကိုရေးမယ်ဥမာဥဖြူပြူဥဖြူမောင်နေပြီမောင်နှူး ဥကြပြီဥကြစားပြမနော်ဥဝေးပြဥအေးကြိုက်တော့ရေလို့ရပါတယ်ကိုကိုကိုဖိနံမဲကိုရေးမယ်နော်အဲ့ဒါကိုဖိနံမဲကိုဘယ်ညမှာရေးမလဲဘာနဲ့ပြင်းလဲကြိုက်တဲ့နဲ့ရေးလို့ရတယ်အစိမ်းရောက်နေဖြစ်ရင်ပိုကောင်းတယ်ဗျအစိမ်းရောက်မရှိလဲအပြောင်နဲ့ရေးလို့ရတယ်ကိစ္စမရှိဘူးအမဲရောက်တော့အမဲနဲ့အနီတော့သွားမရေးနဲ့ပေါ့ဗျာနော်အဲ့တော့အဖြူအပြာအစိမ်းအစိမ်းရောက်ပိုကောင်းတယ်အဲ့ဒါလေးနဲ့ရေးမယ်အဲ့တော့ဖိနံမှာရေးကြိုက်တဲ့နဲ့မှာရေးလို့ရတယ်ကိုကိုဆောင်းထားမှာဆိုတော့အစိမ်းရဲ့နဲ့မှာရေးလို့ရတယ်ကိုဖိနံမဲ့ကိုရေးမယ်နော် ဲ့ဒါလေးကိုရေးမယ်ရေးပြီးတော့ဒီကာတာကိုညွှန်မယ်ဒုက္ခန္တနံလာဘံအိဟိအိဟိ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 ကို39ခေါက်ညွှန်မယ်အဲ့ပတ်စံလေးကိုကင်ပြီးညွှန်မယ်အဲ့ပတ်စံလေးကိုကင်ပြီးဒီကာတာ39ခေါက်ညွှန်ပြီးဆိုတော့ねအဲ့ပတ်စံကိုပတ်စံရဲ့တဲ့ကိုထည့်လိုက်တော့မယ်ပတ်စံရဲ့တဲ့ကိုထည့်ပြီးဆိုတော့ねကျွန်တော်တို့ရေအင်ရှိကိုသွားမယ်ကိုယ့် အင်ရှိပဝါပေါ့နော်အင်ရှိပဝါသွားပြီးဒီခါတော့ကိုကိုကောက်ရွမယ်စေတယမနံပတ္တာမိစေတယမနံသူနာမိအဟံဝိဇာဇယံမေဒီတုစေတယမနံပတ္တာမိစေတယမနံသူနာမိအဟံဝိဇာဇယံမေဒီတုစေတယမနံပတ္တာမိစေတယမနံသူနာမိအဟံဝိဇာဇယံမေဒီတုဆိုပြီးခါတော့ကိုကိုကောက်ရွလိုက်မယ်ကိုကောက်ရွပြီးဆိုတာနဲ့ရပါပြီအပြင်သွားသားရှိတာသွားလို့ရပြီအလုတ်သွားသားရှိတာသွားလို့ရပြီဒီဟာလေးကိုအပြင်မသွားခင်အပြင်မထွက်ခင်အလုတ်မသွားခင်မှာ ရွတ်ပပေါ်မြတ်သွားမှာဖြစ်ပါတယ်။၃ရက်ပဲရွတ်ပါ၃ရက်တွင်းမှာထူးခြားတာတွေ့ရပါတယ်။အစဉ်ပြေလို့ထူးခြားရစရာကြီးဆိုလို့ရှိရင်လည်းနေ့တိုင်းနေ့တိုင်းဆက်ရွတ်လို့ရပါတယ်။အဲ့တော့ဒီဟာလေးကိုအရင်တစ်ခေါက်ကမရအောင်ပေးခဲ့တာအစဉ်ပြေတဲ့မိတ်ဆွေများစွာရှိပါတယ်။အော်ပစံအေးလေးလေးပစံအေးသေးကိုပစံနေရောက်လာတယ်။ပစံနေတွေဖောင်းလာတယ်။ပစံနေတွေရလာတယ်။ အဲတချို့ဆိုငွေကြေးအဆင်ပြေလာတယ်အဲ့လိုမျိုးလေးရှိပါတယ်ဒါကြောင့်မလို့မိတ်ဆွေများဒီကားတော့ယူလို့ရပါတယ်ဗျခဲတောင်းတမိရတဲ့မိတ်ဆွေများအတွက်ငွေကြေးအဆင်ပြေတဲ့မိတ်ဆွေများအတွက်ပြန်လည်မြောက်ပေးလိုက်ပါတယ်ဗျကျွန်တော်မိတ်ဆွေများလည်းအဲ့တော့တချို့ကကျွန်တော်ပြောရပေါ့နော်ဟာဒါဆိုရင်ဘာလို့မှမလို့ဘယ်နဲ့ဆရာကတာပဲထိုင်ရွတ်တော့မယ်ဗျာဆိုပြီးကျွန်တော်လာပြောလို့လူတွေရှိတယ် တော့ဘာလို့မှမလုပ်လို့လို့မရဘူးပေါ့နော်အဲ့တော့ဇီအောင်နဲ့မိတ်ဆွေများဆိုလို့ရှိရင်တသိန်းမိုးရောင်းနေဆိုလို့ရှိရင်တသိန်းခွဲနှစ်သိန်းမိုးရောင်းရမယ်ဝန်ထမ်းတို့လာကစားမိတ်ဆွေများဆိုလို့ရှိရင်လို့ရှိရင်တော်အဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့ကူညီမဲ့သူပေးမဲ့သူတွေကမ်းမဲ့သူတွေမဖိုးပေးတာတွေအကျွေးရတာတွေစပြစ်ငွေရတာရကြောင်းတော့ကြံမှန်ပြီးပေါ်လာပါတယ်ဗျအဲ့တော့ဒီဟာလေးကိုလည်းကျွန်တော်အခုနောက်လို့ပဲပေါ့နော်ဘာလို့မှမလုပ်ပဲနဲ့စမ်းကြည့်ပူပါတယ်အဲ့တော့စနေနေ့ကျွန်တော်ရဲ့အလုပ်ပိတ်ရတရဖြစ်ပါတယ်လုံးဝဘာလို့မှမလုပ်ဘူးလုံးဝနားတဲ့နေ့အဲ့ဒီနေ့မှာကျွန်တော်ဒီဟာလေးကိုရွတ်ပြီးဒီတိုင်းပဲကျွန်တော်အိမ်ရှိပေါ့ ထိုင်ပြီးရွတ်လိုက်တယ်ရွတ်ပြီးစိတ်ထဲမှာလဲစုစုတော့လိုက်တယ်ဒီနေ့ငွေတွေရပါသေးငွေတွေအများကြီးရပါသေးဗျာဆိုပြီးကျွန်တော်အသားလေးစိတ်ထဲမှာစုတော့လိုက်တယ်စုတော့ပြီးတော့နောက်နေ့တကြောင်တိတ်မကြောက်ကျွန်တော်မိတ်ဆွေတူကအဲသူကသူ့အိမ်ရပါတော့သူ့မိဘတွေကအမွေရတယ်ဆိုပြီးသူ့မုတ်ဖိုးတွေပါပေးတယ်မုတ်ဖိုးပေးတော့သူကကျွန်တော်လာပြီးဟိုးလုံခဲ့တဲ့၃၃နှစ်လောက်တော့ကုညီခဲ့ပြီးလေးတောင်းသူ့ကျွန်တော်လုံခဲ့တဲ့ လေးနည်းနဲ့သုံးနည်းလောက်ကျော်လောက်တော့အကူညက်ဘူးတဲ့၄000ရှိတယ်အဲ့ဒါကိုသူကသတိရပြီကျွန်တော်လာပြန်ပေးတယ်ပြီးတော့ကျွန်တော်ကြီးဦးလဲလိုက်ပြီးတော့ဝယ်ကြည့်သွားတယ်အဲအဲ့လိုပေါ့နော်အဲ့လိုချင်းအဲ့လိုချင်းနေကောင်းလေးတစ်ခုလေးဖြစ်လာပါစေတဲ့ဗျဒါလေးကိုမိတ်ဆွေများလာပြီးမြပေးတာပါဗျကျွန်တော်မိတ်ဆွေအားလုံးလဲခဲတဲ့ငွေဝေးအစီအမေကြပါစေဗျအဲ့တော့လိုကန်နေစီမေကြပါစေစီမေပြရာမြောင်းလဲမေးခဲ့လို့ရပါတယ်ဗျစီမေလဲလိုင်းစခွဲနေပြီအားပေးခဲ့ပါဦးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ